အလုံးမင်္ဂလာပါခင်ဗျာဇွန်လ19ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းအနေနဲ့စိတ်မကောင်းစရာသတင်းပဲဒီလိုသတင်းမျိုးတွေကပညာမဲ့ဓမ္မမို့လို့ရှိရင်ပညာရှိပြီးအုံနောက်မဲ့တဲ့လူဒန်းစားတွေလုတ်တဲ့လုတ်ရဲမို့လို့ဖြစ်ပါတယ်ဒီ grade တွေပေါ့နော်2024-25ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲပေါ့ငလင်ကျောက်အာစာစစ်လွှာတွေပျက်စီးခဲ့တယ်အဲ့ဒီအတွက်ပြန်လဲဖြစ်ဆိုတဲ့ចောင်းသားတွေ အဲ့ဒီကြောင်းသားတွေအထူးသဖြင့်ဒါဒီရက်ပိုင်းဒီလပိုင်းမှာတောင်းကျမ်းနေတဲ့ညောင်ဦးက PD ရဲ့အကျံဖတ်သမားတွေပေါ့နော်ဒီအကျံဖတ်သမားတွေကចောင်းဆက်ဆံမတွေကိုတက်ပြစ်တယ်ပြီးလို့ရှိရင်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းလူလင်းက600 900လောက်ကိုတနေရာထဲမှာဝင်ပြစ်သွားတယ်အဲ့လိုပဲဒီသားမှာရှိနေတဲ့ရသားပြည်သူတွေကိုတက်ဖြတ်နေတာအချင်းချင်းဖြစ်ပြီးအခုထပ်ပြီးတော့ခြေကပညာထပ်တန်းကျောင်းညောင်ဦးစာစစ်ဌာနမှာစာမွေးဝင်ရောက်ဖြည့်ဆို့နေတဲ့ ចောင်းသားចောင်းသူကိုအူးကိုသူတို့ကိုဒါမချင်းချောက်နိုင်ဘူးဆာမွေးဖြေဖို့မတားဆီးနိုင်တာဖြစ်တဲ့အတွက်မိဘတွေကိုနောက်ွယ်မှာချင်းချောက်တယ်ဆာမွေးဖြေလို့ရှိရင်ဒါအကြောင်းမျိုးမျိုးပြပြီးတော့တခုခုလုံမယ်ဆိုတဲ့ပုံစံနဲ့ချင်းချောက်တယ်ချင်းချောက်တဲ့အခါကျတော့ဇွန်လ14ရက်နေ့ကចောင်းသားចောင်းသူတွေဖြစ်တဲ့မခင်တထားမတ်ကျူကျူစုလိုင်မတ်တူဤဝေမတ်ယမင်းသူမတ်မြမြသက်မောင်ချမ်းမြအောင်တို့6ဦးကိုမိဘတွေကပြန်ပြီးခေါ်သွားတယ်ပထမတစ်ခါဖြေပြီးသားထပ်ဖြေတဲ့ကလေးတွေ เนาะအခွင့်အရေးကတခါလွဲချော်ခဲ့တယ်လွဲချော်ခဲ့တယ်ဆိုတာထက်မတော်တဆဖြစ်ခဲ့တယ်ဖြစ်ခဲ့တဲ့ဟာကိုပြန်ပြီးတော့ကုစားပြီးပြန်စူးစမ်းပြီးဖြေတဲ့ကလေးတွေမှာဒီကလေးတွေပါတယ်အဲ့တော့အဲ့လိုလုပ်တဲ့ကလေးတွေကိုအဲသူကနောက်ကွယ်နေအခုလိုချိန်ချောက်တယ်ဒါ14ရက်နေ့မှာအကြောင်းသားအကြောင်းသူ6ဦးကိုမိဘတွေကလာပြန်ခေါ်သွားရတယ်ဘလို့မနေလို့မရတော့နေလို့မရတာဖြစ်တဲ့အတွက်ခေါ်သွားတယ်နောက်ထပ်အဲ့လိုမျိုးပဲထပ်ပြီးချိန်ချောက်တာကြောင့်မောင်အာကာချမ်းမြေကျော်ရဲ့မောင်ထွန်းနိုင်လင်းရဲ့ မောင်တင်ဦးလိုင်ရဲ့၃ဦးကိုထပ်ပြီးတော့ဇွန်လ16ရက်နေ့မနက်ပိုင်းမှာဒီမြန်မာစာဘာသာရပ်ကိုဝင်ရောက်ဖြည့်ဆို့ခဲ့တယ်။အဲ့ဒီ၃ဦးကိုလည်းထပ်ပြီးတော့ချင်းချောက်တာဖြစ်တဲ့အတွက်မြန်မာစာဖြည့်ဆို့ပြီးတဲ့အချိန်မှာပဲသူတို့ပြန်သွားရတယ်။ဆိုတော့ပြောချင်တာကတော့ဒီအခြေအနေကလုံးဝအဆင်မပြေတဲ့အခြေအနေဖြစ်တယ်။တော်တော်လေးကိုအုံနောက်မဲ့တဲ့လူရဲ့ဖြစ်တယ်။ညောင်ဦးလိုနေရာမျိုးမှာပေါ့နော်နိုင်ငံတကာနိုင်ငံသားတွေအဝင်ထွက်နော်နိုင်ငံသားခီးတွေအဝင်ထွက်ရှိတဲ့နေရာတစ်ခုဖြစ်တယ် ဒီလိုနေရာမျိုးမှာကိုနော်ဒီလိုပညာနဲ့ပတ်သက်တဲ့အုံနောက်အသိပညာမပွင့်လင်းတဲ့သူတွေပေါ့အထူးသဖြင့်အဲ့ဒီဒေသမှာနေနေတဲ့အကျံဖတ်သမားတွေဘာလို့ဒီလိုလုပ်တာလဲဆိုတာစဉ်းစားလို့တော့မရဆမ်မွေးဖြေတာကဘသူ့ကိုသွားပြီးထိခိုက်လို့လဲဆမ်မွေးဖြေတာကတော်လန်ရင်းများကြာရှုံးသွားသလား ဘာကြောင့်ဒီကလေးတွေကိုအခုလိုမျိုးကလေးတွေရဲ့ဘဝကိုပြောင်းလို့ရတာလဲကိုအတပဲအဲကိုအတနဲ့ကိုခံယူခြင်းနဲ့ကိုသွားတဲ့ချိန်မှာကိုသွားခြင်းနဲ့လမ်းကိုသွားမဟုတ်ပဲနဲ့ဒီကလေးတွေရဲ့ပညာရေးကိုသွားနှောက်ရှက်တယ်ဆိုတော့ဒီမိုကရေစီဆိုတာဘာလဲကိုအတအတွက်ပဲလားကိုအတအတွက်သူတော်ဘာဒုက္ခရောက်အောင်လုပ်တာကိုဒီမိုကရေစီလို့ခေါ်တာလားဗောနော်ဆိုတော့ကလေးတွေရဲ့ပညာရေးတော့တက်လမ်းပေါ့ဒါဘလို့ဖြစ်သွားမလဲဒါတော့လုံးဝမစင်စားဘူးကိုဒေတာမှာပညာတတ်တွေပေါ်ထွက်လာလို့ရှိရင်ကိုဒေတာတည်ငြိမ်အေဂျင်ရေးအတွက်ကိုဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူဖြစ်မဲ့ကိစ္စကို ခုလိုမျိုးဖြက်လူဖြက်စီလုပ်တဲ့ဒီအဖြတ်သမားတွေဟာဘယ်တော့များမှပပျောက်မလဲဆိုတာကျွန်တော်တို့ကမေကုန်းထောက်ရတော့လို့ဖြစ်နေ။နောက်တစ်ချက်ကအစောပိုင်းကပြောခဲ့တယ်လို့ပဲဒီရက်ပိုင်းမှာပကံညာဦးဒေတာမှာတော့လူလေကောင်မှာတက်မှုဖြက်မှုတွေရက်ထဲရွာတဲ့ဒီဝင်ပြီးတက်မှုဖြက်မှုတွေအများအပြားဖြစ်နေ။ဒါ ው လဲပမိုင်းနိုင်နိုင်ထိထိမိမိတော့ရှင်းလင်းကြိုက်တွေမှာရမယ်လို့ထင်တယ်။မဟုတ်လို့ရှိရင်ဒီအေဂျင့်စွာနေလို့တဲ့ပြည်သူလူထုအတွက်အဲထိခိုက်နေတာမှုတွေများပါတယ်။နောက်တစ်ချက်ပေါ့အဲ့တော့က ဟိုကိုနဲ့မတူကိုရန်သူလို့ယူဆပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းက NUG ကနေပြီးတော့တစားတစောင်ထုတ်ခဲ့တာမှတ်မိမယ်ထင်ပါတယ်။ CDM မလုပ်တဲ့ဝန်ထမ်းတွေကိုအေးအေးယူပစ်ပေးမယ်ဆိုတဲ့စာပေါ့။ဒီစာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအများကြီးရှိတယ်။နောက်အဲ့ထဲမှာဝေဖန်တဲ့သူတွေထဲမှာ NLD ပါတီကအတောင်ရှိတဲ့သူဟောင်းနောက်ပြီးလို့ရှိရင်နိုင်ငံခြားမှနေပြီးတော့ရန် NUG ကိုတောက်လျှောက် support လုပ်ခဲ့တဲ့ဦးကြည်မြင့်ဒီဦးကြည်မြင့်တို့လိုလူတွေတော့မှသူတို့ဝင်ပြီးဝေဖန်ကြတယ် ။နော်ဒါကမမျှတဘူး။နော်ကိုယ်နဲ့မတူတိုင်းအဲ့လိုမျိုးတတ်မယ်ဖြတ်မယ်ဒီလိုလုပ်လို့ရလား။စိုးရင်အသွင်ဆောင်ရက်လား။ဆိုဒီလိုမျိုးပြောတယ်ပေါ့။အဲ့မှာတည်းကကျွန်တော်ပြောခဲ့တာပါလဲဆိုတော့ဒီသူတို့ပြောထားတဲ့ CRPH နော်ထားလိုက်တော့ CRPH ထားလိုက်တော့ပြီးသူတို့ပြောတယ်ဒီဥပဒေကိုပြဋ္ဌာန်းတာတီတောင်စုလွတ်တော်လို့ပြောတယ်။အဲ့ဒီမှာဦးကြည်မြင့်ကိုယ်တိုင်ပြောပြီးတောင်စုလွတ်တော်ဆိုတာဘယ်နှယောက်ရှိလို့လဲ၃လျှောက်တစ်ဖွဲ့၃လျှောက်တစ်ဖွဲ့နဲ့ဖွဲ့ထားတဲ့အဖွဲ့တွေဖြစ်နေပြီ။နောက်သူတို့ကိုယ်တိုင်ပြတ်တုံးနေပြီ။ကဲလာမယ့်၂၀၂၆ နော်ဇန်နဝါရီလကုန်ပြီဆိုရင်တကယ်တမ်းမန်နေပေးထားတယ်ဆိုတော့တို့မန်နေမရှိတော့အဲ့ဒါအစိုးရဆိုတာလည်းမရှိတော့ဘူးတို့တို့မှာအဲ့ဒီအတွက်တို့တို့မှာဟိုပြည်သူပေးတဲ့မန်နေနဲ့လုပ်တယ်ဆိုတာလည်းရှိတော့မှာမဟုတ်ဘူးထားလိုက်တော့အဲ့ဒါထားလိုက်တော့တော့ဘိုင်းအဲ့တော့တို့ပြောတဲ့ထဲမှာပါလေအဲ့ဒီမှာကိုနဲ့မတူကိုရန်သူလို့မြင်ပြီးတော့ဒီဝန်ထမ်းတွေကိုတတ်ဖြတ်နေတာတို့ဒီစီရီယံနဲ့ပတ်သက်တဲ့ဥပဒေထုတ်ပြန်ပြီးမှမဟုတ်ဘူးပညာရေးဝန်ထမ်းတွေ80ကျော်သွားပြီအဲ့လိုပဲနိုင်ငံဝန်ထမ်းတွေပါတယ်ထောင်နဲ့ချီနေပြီ ါကနော်အစုလိုက်ပြုံလိုက်တက်ဖြတ်မှုဖြစ်တယ်။နော်အစုလိုက်ပြုံလိုက်တက်ဖြတ်မှုဖြစ်တယ်လို့မျိုးပဲလူအများပေါ်မှာကျွလုံတဲ့စိတ်ရဆွဲမှုလည်းဖြစ်တယ်။နော်ကိုယ်နဲ့မတူတိုင်းလိုက်လံတက်ဖြတ်တတ်တဲ့စိတ်ရဆွဲမှုဖြစ်တယ်။အဲ့ဒီအတွက်အဲ့ဒီခေါင်းဆောင်တွေမှာတာဝန်ရှိတယ်။မြန်မာနိုင်ငံကတာဝန်ရှိတဲ့သူတွေအနေနဲ့ရတယ်။ဒါနဲ့ပတ်သက်ပြီးတော့ နော် ICC လိုနေရာမျိုးမှာအရေးဆိုရမှာ ICC လိုနေရာမျိုးမှာအရေးဆိုရမှာဒါပေမဲ့မြန်မာနိုင်ငံကအဖွဲ့ဝင်နိုင်ငံမဟုတ်တာဖြစ်တဲ့အတွက်တပ်ပါတီအနေနဲ့ဂျားရဲကနေဝင်ပြီးအရေးဆိုမဲ့သူရှိလို့ရှိရင်တော့အဆင်ပြေတယ်ဆိုတော့အဲ့ဒီအတီးကိုဘယ်သူတောင်းခံမှာလဲ CRPH လား NUG လားနော်ဒေါအောင်ဆန်းစုကြည်လားဆိုဘသူကတာဝန်ခံမှာလဲဆိုတာလဲကျွန်တော်တို့ပြန်ပြီးမေးရတော့မှာဖြစ်ပါတယ်နောက်တစ်ဒီနေ့ဘုကတော့ဒါပြီးခဲ့တဲ့ရက်ပိုင်းကဟို AA က တင်လိုက်တယ်ဆိုတော့နယ်ရီကန်စခန်းသားကတော့တာဝါတိုင်ကုန်းပေါ့နော်အဲ့တာဝါတိုင်ကုန်းအနီးတစ်ဝိုက်မှာအဲ့နယ်ရီကန်စခန်းအနီးတစ်ဝိုက်မှာနှစ်ဖက်တီတူမှုနေစဉ်ဒီပါရှိပြီးတော့အေဘက်ကမထင်မထင်တဲ့လူမျိုးဒီလူအင်အားအတစီးနဲ့တက်လုံးနာမျိုးတွေပါတယ်ရှိတယ်ဒါမဲ့လည်းပြင်းပြင်းလန်ကျသွားတယ်ဆိုတော့ယာတီဥဒုအခြေအနေကဒါမကောင်းဘူးပေါ့နော် တိမ်တအားထုတယ်မိုးဒါတဲတဲမဲမဲရွာတယ်အဲ့လိုအခြေအနေကြောင့်ဒီတမှာစီးရေးဖို့ဆောင်တဲ့အခါမှာဒီ drone တွေဘာတွေမှာလဲနှစ်ဖက်လုံးအတွက်အာဏာချက်ဖြစ်တယ်ပေါ့နော်ဒီဖြစ်စဉ်တွေမှာနိုင်ငံတော်ဝိုင်းဖြစ်စဉ်တွေမှာနှစ်ဖက်ထိခိုက်မှုတွေရှိတယ်ဆိုပြီးတော့လည်းသိရပါတယ်နောက်တစ်နေ့တော့ကျွန်တော်ရင်းနေတင်ပြခဲ့တဲ့လေးမျက်နှာမျိုးနဲ့တဲနုကုံနေမီစခန်းပေါ့နော်အဲ့ဒီမှာတိုက်ပွဲဖြစ်တာမှန်တယ်ကျွန်တော်လည်းတင်ပြခဲ့တယ်အဲ့ဒီမှာရှိနေတဲ့အင်အားကနည်းနည်းလေးအဲ့ရှိနေတဲ့အင်အားနည်းနည်းလေးကိုအေးအေးရော နော် PDF ရောအဲ့ဒီ data မှာရှိနေတဲ့ AA နဲ့ PDF ဖွဲ့ထားပြီးတော့ခေါင်းဆောင်တင်ထားတဲ့ NLD ပါတီဝင်တွေရော လုံပြီးတော့ဝင်တိုက်တယ်။အဲ့ဒီအတွက်အဲ့မှာရှိတဲ့အင်အားနည်းနည်းလေးကဆုတ်ပြီးတော့တခြားနေရာမှာသွားပြီးခန်းစစ်ပြန်ပြင်ရတယ်။ဆိုတော့နေမည်ရဲ့စခန်းလေးကိုသူတို့ကတိမ့်နိုင်တာဟုတ်ပဲအဲကြီးကြီးမားမားပေါ်ပြနေကြတယ်ဗောနော။နောက်တစ်ချက်ကကျတော့အဲ့နာမှာရှိတဲ့နော်ဒီအမြောက်တက်၃လေးလေးဗောနော်။ အဲ့သုံးလေးလေးနဲ့ပတ်သက်ပြီးတော့ဒီနေ့ထိဒါဖြစ်စဉ်တွေရှိတယ်ဆိုပြီးထပ်ပြောတယ်။တော့ဒီနေ့မှာတော့ကျွန်တော်စီကတော့ဒါရှိလားမရှိလားဆိုတော့တည်င်းမဝင်သေးဘူး။ဒါကျွန်တော်ပြောနိုင်တာကတော့ပြီးခဲ့တဲ့ရက်ကနဲ့ဒီနေ့မှာတော့ဒါကျွန်တော်တည်င်းရိုက်တဲ့အချိန်ထိတော့ကျွန်တော်စီကိုဖြစ်စဉ်ရှိတယ်ဆိုပြီးတော့ဒါတည်င်းမရှိဘူး။နော်အဲ့တည်င်းကတော့မရှိဘူး။တော့သူကတော့အဲ့နားမှာတိုက်ပွဲပြင်းထန်နေတယ်လို့ပြောတယ်။တခုတော့ပြောနိုင်တယ်အဲ့ဒါကတော့အဲ့ဒီအမြောက်တက်သုံးလေးလေးပြီးမှရှိနေတဲ့ရွာတွေအဲ့ဒီရွာတွေမှာတော့အဲ PDF က ခန့်ထားတဲ့အဲ့ဒီရွာတောင်ဝင်ငန်း NLD အဖွဲ့ဝင်တွေရဲ့ PDF ဖွင့်ဝင်တဲ့အေးအချို့ရဲ့အဲ့ဒီမှာရှိတဲ့ရွာတွေကိုတင်ပိုက်ထားတယ်။တင်ပိုက်ပြီးတော့အဲ့ဒီမှာတော့သူတို့ကိုသူတို့လူမလိုက်နိုင်တဲ့သူတွေတော့တိုက်ပွဲဖြစ်မှာစိုးရိမ်ပြီးတော့ထွက်ပြေးတဲ့သူတွေကလွဲပြီးရင် NLD ပါတီဝင်တဲ့သူတို့ထောက်ခံတဲ့သူတွေကြီးပဲ။နော်အဲ့လိုအမြောက်တက်သုံးလေးလေးဘေးနားမှာရှိတဲ့ရွာတွေကိုလည်းသူတို့စိုးမိုးထားတာဖြစ်ပါတယ်။နောက်တစ်နေ့ပုံကတော့စကိုင်းတိုင်းဒေသကြီးဒါရင်းမပင်ခရိုင်ထဲမှာရှိတဲ့မြို့နယ်အချို့မှာဒါကွန်ဆိုက်တောင်သူတွေအရင်လို့ ကိုစီမကောင်းတာတကြောင်ပေါ့နော်ဒီနေ့ကိုနေပျက်စီးတာတကြောင်အဲ့ဒါကြောင့်ကိုနေကိုဒါလွင့်ပြစ်နေရတယ်လို့သိရပါတယ်အဓိကကတော့ဒီကိုဆိုင်ပြီဆိုလို့ရှိရင်သူထိုက်တဲ့မျိုးစာနဲ့ဟိုအဆင်ပြေဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးစာကောင်းကောင်းမပေးနိုင်ဘူး ။မရည်ကောင်းကောင်းမရနိုင်ဘူးဆိုလို့ရှိရင်တော့ဒီကိုးနေကများသောအားဖြင့်ပြတ်တတ်ပါတယ်။ကိုးကတတော်ဆိုက်ရခက်ခဲပါတယ်။မြေဩဇာကဘာလို့မရောက်လဲဆိုတော့မြေဩဇာနဲ့မြေဩဇာနဲ့မိုင်းလုံးတဲ့ PDF တွေရှိတာကြောင့်အဲ့ဒီဘက်ကိုသွားမဲ့မြေဩဇာတွေကအကန့်အသတ်ဖြစ်တယ်။နောက်တစ်ချက်ကရေပေါ့။ရေကတော့ဒီအညာဒေသဖြစ်ပေမဲ့လည်းအချို့နေရာတွေမှာမိုးခေါက်တယ်။မိုးခေါက်တာဖြစ်တဲ့အတွက်ရေမရဘူး။ရေမရတော့ကိုးလို့ဟာမျိုးကရေမရှိလို့ရှိရင်အဆင်မပြေဘူးပေါ့။အဲ့ဒီအတွက်ဒါဒုက္ခရောက်တယ်ပေါ့နော်။နောက်တစ်တင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံကိုတရားမဝင်ဝင်ရောက်လာတဲ့ ပါကစ္စတန်နိုင်ငံသား16ဦးကိုနေရက်ကိုပြန်ပို့လိုက်ပြီလို့သိရပါတယ်။ကင်ပီနယ်မြဝတီမြို့နယ်တဲကိုဒါထိုင်းနိုင်ငံနေဆက်ကနေပြီးတော့တရားမဝင်ရောက်လာတဲ့ဒီ online လိန်လည်မှုလုပ်ငန်းတွေမှာလှုပ်ဆောင်တဲ့ပါကစ္စတန်နိုင်ငံသား16ဦးကိုဇွန်လ16ရက်နေ့ကဒါသက်ဆိုင်ရာနိုင်ငံတွေကိုစနစ်တကျလွှဲပြောင်းပေးရခဲ့တယ်လို့သိရပါတယ်။နောက်တစ်တွင်ဘုံကနပီးခဲ့တဲ့ရပိုင်းနယ်ကစက်တိုက်ဆိုသလိုတိုက်ပွဲတွေဆက်ဖြစ်နေတဲ့ကချင်ပြည်နယ်ဖားကန့်ဒေသမှာ ီနေ့ဇွန်လ18ရက်နေ့မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်အဲ့ဒီမှာရှိနေတဲ့လူမျိုးရေးတပ်ဖွဲ့ဝင်တွေနဲ့ဒီ KIA PDF တွေကြားထဲမှာတိုက်ပွဲဖြစ်ပွားနေတာပါတော်မော်စီစာတဝိုက်မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးတော့ဒေသခံအချို့လည်းဒါထိခိုက်မှုတွေရှိတယ်လို့သိရပါတယ်။နောက်တဲ့တင်ပို့ကတော့ဒါနိုင်ငံတော်ဘူဘန်နဲ့ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။နိုင်ငံသားငွေလဲလဲနှုံတည်ငြိမ်စေရေးနဲ့ဈေးကစားမှုမရှိစေရေးအတွက်ဒါတွင်းကုန်လုပ်ငန်းရှင်တွေလိုအပ်တဲ့နိုင်ငံသားငွေ online trading platform ကနေတစင်ရောင်းချပေးနေပြီးတော့နိုင်ငံခြားကိုစေကူးသားတာတွေပညာတော်သင်သွားတာတွေဖျားဘူးသွားတာတွေအလုတ်ကင်ကိစ္စရပ်တွေနဲ့ထုတ်ခွာတဲ့သူတွေအတွက်အသေးဆုံးနိုင်ငံခြားငွေတွေကိုပုဂ္ဂလိကဘဏ်တွေရဲ့ငွေလဲကောင်တာတွေကနေရောင်းချပေးတာကိုဆောင်ရွက်လျက်ရှိပါတယ်တဲ့နောက်တစ်ချက်ကတော့သူက USDT အပါအဝင်နိုင်ငံခြားငွေကမောက်ကမဖြစ်စေဖို့ရည်ရွယ်ပြီး online ပေါ်မှာဈေးကစားတာမမမကန်တည်င်းတွေဖြန့်ဝေတာဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်တွေကိုနိုင်ငံခြားငွေစီမံခန့်ခွဲရေးဥပဒေ ငွေကြေးခွာခြားမှုတိုက်ဖြတ်ရေးဥပဒေငွေကြေးအဖွဲ့အစည်းများဥပဒေဆက်သွယ်ရေးဥပဒေတွေနဲ့အညီသက်ဆိုင်ရာမျိုးနွယ်တရားရုံးတွေမှာတရားစွဲဆိုအရေးယူပြစ်ဒဏ်ချမှတ်ထားတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ဆိုပါတယ် USDT နဲ့နိုင်ငံသားငွေဈေးနှုန်းတွေမတည်ငြိမ်အောင် Facebook Pay Facebook Group Viber Group application ဥပမာမြန်မာ market price ကနေလှုပ်ဆော်ဆောင်ရွက်နေတာတွေကိုမြန်မာနိုင်ငံတော်ဘူဟုဘဏ်ကနေပြီးတော့စောင့်ကြည့်လျက်ရှိတယ်လို့ဆိုပါတယ် လှုပ်ဆော်ဆောင်ရွက်နေတဲ့လူပုဂ္ဂိုလ်တွေနဲ့ဆက်ဆက်တဲ့လူပုဂ္ဂိုလ်တွေကိုပေးအကောက်ဘန်ကင်းအကောက်တွေကိုပိတ်သိမ်းပြီးတော့ဖုန်းစင်ကတ်တွေကိုပိတ်သိမ်းမှာနောက်ပြီးတီစဲဥပဒေနဲ့ညီတရားစွဲဆိုအရေးယူတာတွေလှုပ်ဆောင်သွားမယ်လို့သိရပါတယ်နောက်တစ်နေ့ဘောကတော့ဒါသုံးစံတိုင်းနေတိုင်းမပါမဖြစ်အစ္စရေးအီရန်ပြဿနာပေါ့နော်ဒီနေ့လည်းတရင်နေ့လိုက်ဖတ်တဲ့အချိန်မှာနှစ်ဖက်ဒါအဆောက်အဦးတွေထိခိုက်ပျက်စီးတာနော်အရေးကြီးတဲ့အခက်အခဲတွေထိခိုက်ပျက်စီးတာအီရန်ဘက်မှာလည်းဒါထိတ်တန်းစစ်ဗိုလ်ချုပ်တယောက်ထပ်ပြီးတော့လှုပ်ကြံခံရတာ အဲ့လိုပဲအီရန်ဘက်ကိုရောက်နေတဲ့အစ္စရေးရဲ့တရှိုးတွေကိုအီရန်ဘက်ကလိုက်လံဖမ်းဆီးတာတွေလုပ်ဆောင်နေပထမပိုင်းအစောပိုင်းမှာထွက်လာတဲ့သတင်းတွေအရအီရန်ဘက်ကနေပြီးတော့ဒါအစ္စရေးဘက်ကိုတိုက်ပွဲရပ်ဖို့တောင်းဆိုရဆိုပြီးတော့သတင်းတွေမြန်မာလိုရောအင်္ဂလိပ်လိုရောကြေညာတာတွေတွေ့တယ်။ဒါပေမဲ့လည်းအီရန်ကဒါမျိုးကလုံးဝလုပ်လို့မရဘူး။ဒီလိုမျိုးမူမမှန်နဲ့ပေါ့နော်သူတို့တုံ့နှုံးလာ။ဒီအစ္စရေးလိုမျိုး လက်ရှိဝန်ကြီးချုပ်နေတဲ့ရာဟုလိုမျိုးအစိုးရကိုပြုတ်ကြတဲ့အထိ ဒီတော့ပြင်းတန်တဲ့ဒုံးကြီးတွေနဲ့သူတို့ဆက်ပြီးတော့တိုက်ခိုက်ဖို့ရှိတယ်နောက်ထပ် line တွေထပ်လာမယ်ဆိုပြီးတော့သူတို့ဘက်ကပြောပါတယ်ဆိုတော့အမေရိကန်အနေနဲ့ဒီဖြစ်စင်မှာ ပါဝင်ခဲ့တယ်လို့လည်းအီရန်ကဆွတ်ဆွဲတယ်နီးပညာရအကူအညီပေးခဲ့တယ်လို့လည်းဆွတ်ဆွဲတယ်အမေရိကန်ဘက်ကတော့သူတို့မပါဝင်ခဲ့ဘူးလို့ညင်းဆိုပြီးမဲ့အခုအမေရိကန်ရဲ့စစ်တင်မောအုပ်စုတွေကဘီယန်နန်ကိုသွားတဲ့ခီးစဉ်ကနေပေါ့အစင်း30ပါတဲ့စစ်တင်မောအုပ်စုတွေကအရှိလေပိုင်းကိုပြန်ပြီးဥတီလာခဲ့တယ်အခုဆိုလို့ရှိရင်ဒါမလကရေလက်ကြားကိုပြန်ပြီးရောက်ရှိလာပြီလို့သိရတယ်မကြာခင်မှာဒါအရှိလေပိုင်းကိုသူတို့ရောက်မယ်လို့ထင်တယ်အဲ့ဒီလိုပဲအမေရိကန်ရဲ့ဒီ ဝင်းရင်စီပြည့်တဲ့လေရင်အစည်းဒါဒါစင်နဲ့ချီရလဲအရှိလေပိုင်းဒေတာကိုတက်ပြန့်ချထားဖို့မောင်းနေလာတယ်လို့သိရတယ်။အဲ့ဒီအပြင်အမေရိကန်ကသူ့ရဲ့ဒီ Asia Pacific မှာရှိတဲ့ Sis Khan နေပေါ့နော်။အဲ့ Sis Khan နေအကုန်လုံးကိုလည်းဒါ Alpha ဆင်းကနေပြီးတော့ Bravo အဆင့်ဆိုပြီးတော့အနေရရှိတဲ့အဆင့်ပေါ့နော်။တိုးမြင့်သတ်မှတ်ထားတယ်သတိပေးချက်လှုပ်ဆော်ချက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။နောက်တစ်နေ့တော့ကတော့ဒါရန်ကုန်ပြည်လန်းပေါ့နော်။တောက်လျှောက် ခီးတွေမပူမပန်မကြောက်မကြောက်သွားခဲ့ရတဲ့ရန်ကုန်ပြည်လမ်းရန်ကုန်ပြည်လမ်းမှာတိုက်ပွဲဖြစ်တယ်ဆိုပြီးတော့အဲကျွန်တော်တို့သတင်းတွေတက်လာပါတယ်။အဲ့ဒါကတော့မင်းလစစ်ကွင်းတာစုံစစ်စည်းဂိတ်ပေါ့။အဲ့ဒီအနီးမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်။ဒီတိုက်ပွဲတွေမှာအရသာ၃ဦးသေဆုံးတယ်လို့လည်းဒေသခံတွေကသတင်းဖော်ပြထားတာရှိပါတယ်။တိုက်ပွဲတွေမှာနှစ်ဖက်ထိခိုက်မှုအခြေအနေတော့မသိရသေးဘူး။ထုံးစံအတိုင်းပဲခစ်တစ်တို့မြန်မာနောင်တို့ဒါမျိုးစီမာတို့ပြီးလို့ရှိရင် People's Spring တို့ကတော့ အစစ်တပ်ကတော့အရာရှိတွေပါဝင်ဘလောက်တည်ဆုံးနေဆိုပြီးတော့ဖော်ပြကြပါလိမ့်မယ်ဖော်လဲဖော်ပြနေပါတယ်။နောက်တိုက်ပွဲကဆက်ပြီးဖြစ်နေသေးတယ်လို့လည်းသိရတယ်။ရန်ကုန်လာတဲ့ကားတွေကလည်းလေဘရန်လောက်မှစပြီးပြိမ့်မိနေတယ်။ပြည်ဘက်ကလာတဲ့ကားတွေကလည်းပြန်လှည့်ပြီးတော့အန်ဒီရကင်းတဲ့နေရာလောက်မှသွားပြီးတော့ဒီတိုက်ပွဲပြီးတဲ့အထိစောင့်ဆိုင်နေတယ်လို့သိရပါတယ်။ဆိုတော့ဒီတီဒါကာစာနဲ့ဘာမှမဝေးတဲ့နေရာပေါ့နော်။သွားရလာရတာလည်းတတလန်းနဲ့ဖြစ်တဲ့ဒီလမ်းပေါ်မှာ တိုက်ပွဲလာပေါ်ဆောင်နေဆိုတဲ့ဟိုကကျွန်တော်ကတော့ဘာမှမပြောချင်တော့ ဘာမှမပြောချင်တော့ဘူးကောနော်နောက်တရင်ကတော့ဒီရက်ပိုင်းမှာနောင်ချူမှာနေစဉ်ရက်ဆက်ဆိုသလိုပဲတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်နောင်ချူမှာရှိနေတဲ့ TNL နဲ့ PDF ပူပေါင်းအဖွဲ့တွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကလိုင်းလံရှင်းလင်းနေတာဖြစ်ပါတယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်အုံမဒီဟိုဘက်ကရေမောင်းတန်းကြီးရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့တပ်ဘက်ကလန်နက်ကြီးပစ်ကူတွေပိုင်းနဲ့ ပြက်ခတ်ချီမုံခဲ့တယ်လို့လည်းသိရပါတယ်အဲ့လိုပဲနောင်ချုံမျိုးရဲ့ဟိုဘက်ချမ်းမှာရှိတဲ့ဒါကန်ကြီးအကျော်ပေါ်တော့နောင်ရောရွာတဝိုင်းမှာလည်းတိုက်ပွဲဖြစ်စဉ်ဆိုရှိခဲ့တယ်လို့သိရပါတယ်လွန်ညိုတပုံဝင်တွေဘက်ကတော့နောင်ချုံမျိုးထဲမှာရှိတဲ့ဒီ TNL ဖွဲ့ဝင်တွေခိုးအောင်တဲ့နေရာအချို့ကိုလည်းလက်နက်ကြီးနဲ့ပြက်ခတ်ရှင်းလင်းခဲ့တာရှိတယ်လို့သိရပါတယ်ခင်ဗျာ။နောက်တတိယဘုတ်ကတော့ကျွန်တော်တို့ဒီ၄နှစ်အတွင်းပေါ့နော်။ပြီးခဲ့တဲ့2021ခုနှစ်ကနေစပြီးခု2025ခုနှစ်ထိပေါ့၄နှစ်အတွင်းမှာ အင်္ဂလိပ်လိုက်စာမှုတိုက်ဖြတ်ရေးကော်မရှင်ကိုတိုင်ကြားစာ9000လောက်တိုင်ကြားခဲ့တယ်လို့ပြောပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့လူဦးရေနဲ့ကျွန်တော်ဒီကာလအတွင်းမှာတနည်းကိုတစ်ထောင်ပဲပြန်ပြတ်တွက်ရမှာပေါ့နော်တစ်ထောင်ပဲတွက်ပေါ့အဲ့တော့ပဲတွက်မှာဆိုရင်နည်းတယ်လို့ပြောလို့ရတယ်ဆိုတော့အင်္ဂလိပ်စာမှုလောက်ကင်းကွာနေလို့လားဆိုတော့မဟုတ်သေးဘူးเนาะအလုံးလည်းသိတဲ့အတိုင်းပဲအလုံးလည်းသိတဲ့အတိုင်းပဲတော့ဘယ်အစိုးရတက်တက်အောက်ခြေမှာယိုယွင်းနေတဲ့ရန်တရားတွေကတည်တံ့ကိုရှိနေတယ်အဲ့ဒီအတွက် ဒီအင်္ဂလိပ်စာမှုတိုက်ဖြတ်ရေးကော်မရှင်ကသူတို့လည်းသူတို့စီရောက်လာတဲ့ဟာကိုတော့အရေးတယူလုပ်တယ်ဒီပြန်လဲဖြည့်ရှင်းတာတွေအဲ့ဒီစာတွေလိုက်ပြန်လဲအရေးယူတာတွေလုံဆောင်ခဲ့တယ်ပေါ့ဒါပေမဲ့ကျွန်တော်ထင်တာတော့နည်းဦးနည်းနေသေးတယ်ဆိုတော့ပြီးတဲ့သူလည်းရှိတယ်ယူတဲ့သူလည်းအဆင်သင့်ဆိုတော့ဒါတွေကဘယ်လိုမှပပျောက်နိုင်သေးမှာမဟုတ်သေးဘူးပေါ့အဲ့တော့တခုခုကြားပြီးဆိုလို့ရှိရင်ကိုယ်တိုင်ကတော့ဂျာလူဆိုလို့ရှိရင်လည်းတိုင်လို့ရတယ်เนาะအင်္ဂလိပ်စာမှုတိုက်ဖြတ်ရေးကော်မရှင်ကိုတိုင်ကြဖို့လိုပါတယ်နောက်တစ်တင်တစ်ပုဒ်ကတော့ဒီရက်ပိုင်းမှာ ။မပြည်သူစစ်မှုထမ်းအပတ်စဉ်15အတွက်အမျိုးသမီးတွေကိုစင့်ခေါ်နေရဆိုပြီးတော့တည်တဲ့အမှားတွေအထူးသဖြင့် PDF AB Media အချို့ရဲ့ဖော်ပြချက်အရပြင်ဦးလင်မှာအဲ့လိုမျိုးကောက်ခံနေရတယ်။တော့စီးရင်တွေလိုက်ကောက်နေတယ်ဆိုပြီးပြောတယ်။စီးရင်ကောက်တာအခြားအကြောင်းရလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်။ဘာအကြောင်းနဲ့ကောက်နေတော့ကျွန်တော်လည်းမပြောတတ်ဘူး။စီးရင်ကောက်တာဟုတ်ကဲ့လို့ရှိရင်အခြားအကြောင်းရလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်။ဒါပေမဲ့တေချာတာတစ်ခုကအမျိုးသမီးစစ်မှုထမ်းတော့ခေါ်မယ်ဆိုတော့ သတင်းစကားကျွန်တော်တို့လုံးဝမသိရသေးပါဘူးမရှိပါဘူးအစတည်းကလည်းဒါနဲ့ပတ်သက်ပြီးဗိုလ်ချုပ်ဆောင်မင်းထွန်းကနေပြီးတော့ဒါခေါ်ယူဖို့အစီအစဉ်မရှိသေးပါဘူးဆိုပြီးတော့ထုတ်ပြန်ထားတာရှိပါတယ်ဒါပြီးခဲ့တဲ့လပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့ကိုနိုင်ငံတော်ဝန်ကြီးချုပ်သွားရောက်ဆင်ကဆန္ဒပြဖို့ကြိုးစားခဲ့တဲ့တော့ဒီထိုင်းရောက်မြန်မာနှစ်ဦးကိုထိုင်းဘက်ကနေပြီးတော့အမှု9မှုလောက်နဲ့တရားစွဲဆိုထားတယ်လို့သိရပါတယ် အဲ့ဒီနှစ်ဦးကိုနှစ်နိုင်ငံချစ်ချစ်ရေးပြပြစေမှုထိုင်းနိုင်ငံတည်တဲ့ခိုင်မြေရေးထိပါစေမှုထိုင်းနိုင်ငံတည်ချိန်အေဂျင့်ရေးကိုအနေရပြုစေမှုနောက်ပြီးလို့ရှိရင်ထိုင်းနိုင်ငံရဲ့လူမှုအတိုင်းဝန်းကိုအနေရပြစ်စေမှုနောက်ပြီးလို့ရှိရင်ထိုင်းနိုင်ငံလူမှုအတိုင်းဝန်းကိုမငြိမ်မသက်ဖြစ်စေမှုအဲ့ဒီမှုတွေအပါအဝင်အမှုခုနှစ်မှုလောက် ਨੇ တရားစွဲဆိုထားတယ်လို့သိရပါတယ်ဒါဆိုလို့ရှိရင်တော့ထောင်တော်တော်ကြီးကြီးကျယ်ကျယ်ကြဖို့ရှိတယ်ပေါ့နော် ဲ့တော့မြန်မာနိုင်ငံကိုပြန်မလွှဲဘူးဆိုလို့ရှိရင်တော့ထိုင်းမှာသူထောင်တော်တော်ကြနိုင်တယ်ပေါ့နော်ဆိုတော့ခုနအီရန်နဲ့အစ္စရေးကိစ္စမှာကြံခဲ့တဲ့ကိစ္စလေးအချက်နှစ်ချက်ကြံခဲ့တယ်ပေါ့နော်အဲ့ဒါကတော့ဒီတိုက်ခိုက်မှုဖြစ်ပေါ်နေတဲ့နိုင်ငံနှစ်နိုင်ငံကအမေရိကန်နဲ့တရုတ်နိုင်ငံသားတွေပေါ့နော်အဲ့ဒီနိုင်ငံနှစ်နိုင်ငံနိုင်ငံသားတွေအများဆုံးထွက်ခွာကြဖို့တိတ်ချောင်ကြဖို့အဲ့ဒီနိုင်ငံတန်ယုံတွေတမရတွေကနေပြီးတော့တတိပေးလိုက်ပါတယ်အမေရိကန်တမရဒေါ်နယ်ထရန့်ကတော့ တီဂရမှာရှိနေတဲ့တီသူတွေရောအမေရိကန်နိုင်ငံသားတွေပါအများဆုံးတင်းချောင်းနိုင်ကြဖို့ဆိုပြီးတော့ပြောထားပါတယ်အဲ့လိုပဲအီရန်နိုင်ငံတီဂရမျိုးပေါ်မှာရှိနေတဲ့ပြည်သူတွေကမျိုးပြင်ကိုထွက်နေကြတာရှိပါတယ်နောက်တစ်ချက်ကတော့ဒီအီရန်ကိုအစ္စရေးကနေပြီးစတင်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ဒီတိုက်ခိုက်မှုကိုကန့်ကွက်ရှုတ်ချတယ်ဆိုပြီးတော့မွတ်စလင်နိုင်ငံ21နိုင်ငံကပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်အဲ့ထက်မှာအားလုံးသိကြတဲ့အတိုင်းပဲပါကစ္စတန်ပါတယ် UAE ပါတယ် Jordan ပါတယ် Egypt ပါတယ် နောက်ပြီးလို့ချင်းချက်ပါတယ်တူကီရီပါတယ်ဘရူနိုင်းပါတယ်ကူဝိတ်ပါတယ်ဆော်ဒီအာရေးဗျပါတယ်အိုမန်ပါတယ်ကာတာပါတယ်လီဘီယာပါတယ်အီရက်ပါတယ်ဆိုတော့ဒီမှာထူးထူးခြားခြားပါဝင်တာဆိုလို့မလေးရှားတနိုင်ငံပဲပါတယ်။ကျန်တဲ့နိုင်ငံတွေဒီမှာကျွန်တော်ပြတဲ့အထင်ကရနိုင်ငံတွေကျွန်တော်ပြောတဲ့အထင်ကရနိုင်ငံတွေပါဝင်နေပါတော့။အဲ့တော့ဘာဆက်ဖြစ်မလဲဆိုတာကျွန်တော်မသိဘူး။ပါကစ္စတန်ဘက်ကတော့တကယ်လို့များအစ္စရေးဘက်ကနေပြီးတော့အီရန်ကိုနျူကလ িয়ার နဲ့တိုက်ခိုက်ခဲ့မယ်ဆိုလို့ရှိရင်သူတို့ဘက်ကနေပြီးတော့အဲနျူကလ িয়ার နဲ့ အစ်စရီကိုတိုက်ခိုက်မယ်ဆိုပြီးတော့ဒါကန့်လန့်ထားတာရှိပါတယ်နောက်တဲ့တင်ဖို့ကတော့တပတ်အတွင်းမှာကိုဗစ်19ရောဂါဒါကုသမှုလူနာသေး52ဦးတွေ့ရှိခဲ့တယ်လို့ပြောပါတယ်8ရက်6လ2025နေ့ကစပြီးတော့ဒါ15ရက်6လ2025ရက်နေ့အထိပေါ့နော်တခွဲနမူနာစုစုပေါင်း2285ခုကိုစစ်ဆေးပြီးစီးတဲ့အချိန်မှာ52ဦးပေါ်ထွက်လာတာဖြစ်ပါတယ် ဆိုတော့ covid-19 နဲ့ပတ်သက်ပြီးအစောတုန်းကလည်းကျွန်တော်ပြောသလိုပဲဟိုကာကွယ်ရေးနည်းလမ်းတွေကအစတည်းကကျွန်တော်တို့သိထားပြီးသားဖြစ်တဲ့အတွက်ဒါ ਉਹ ပဲ design မမတ်ပေါ့နော်တကူကြီးကာကွယ်ရေးနည်းလမ်းတွေနဲ့လှုပ်ဆောင်မှုလုပ်ပါတယ်နောက်တစ်နေ့နေ့ဘုကတော့ဒါဇွန်လ15ရက်နေ့နေ့လယ်ပိုင်းကတောင်ငူမြို့နယ်စိတ်မြောင်ရွာမှာဒီ PDF အဖွဲ့ဝင်တွေရောက်ရှိပြီးတော့ဒေသခံတွေကိုအကြမ်းဖက်နေတယ်ဆိုတဲ့သတင်းအရနေမီကန်လုံမျိုးကြီးတဖွဲ့ဝင်တွေတောက်ရောက်ရှင်းလင်းတဲ့အချိန်မှာထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ PDF အလောင်း၈လောင်း M16 တနက်တလက်လက်လုံတနက်၃လက်နဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်ဒီနေ့တော့သတင်းတွေကတော့တော့ပါပဲခင်ဗျာကြည့်ရှုအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးထုတ်တင်ပါတယ်မင်္ဂလာညချမ်းလေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ GB WP ERP CBV ဖုန်းနံပါတ်တွေဖြစ်တဲ့39480398ကိုဒါတိုက်ရိုက်အကောက်ထဲထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် GB WP ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ်ပတ်စဝတ်ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်။နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ဒီ Brighta လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ Like Share Subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ။